နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ Belarus နိုင်ငံကအစိုးရမိန်ကလေးတအုပ်ဟာမြန်မာနိုင်ငံကငွေကြေးလိမ်လည်မှုကြားဖြန့်ဒူးစရိုက်ဂိုင်းတွေလက်ထဲကိုရောက်သွားပြီးတဲ့နောက်အသက်ခံရပြီးကိုရင်းအင်ကအစိပ်ပိုင်းတွေထုတ်ယူခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Belarus ရဲ့ The Voice အစီအစဉ်မှာပါဝင်ရှင်ပြိုင်ခဲ့မှုတဲ့အသက်26နှစ်အရွယ် Vera Kraksova ရဲ့မိသားစုကအဲ့ဒီထိတ်လန့်စရာဆွဆွဲမှုကိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ Kraksova ဟာသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းမောင်းခိုးလုပ်ငန်းရဲ့တားကောင်ဖြစ်ခဲ့ပြီးတော့ရုပ်ဦးလောင်းကိုတော့မီးရှို့ဖျောက်ပြတာခံလိုက်ရတယ်လို့မိသားစုတွေကပြောပါတယ်။သူဟာအလုပ်ကိစ္စတစ်ခုအတွက်ကမ်းလှမ်းမှုခံရလို့ ထိုင်းနိုင်ငံကိုတွားရောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကမ်းလမ်းမှုဟာကြားဖြန့်ဂိုင်းတွေဖန်တီးထားတဲ့ထောင်ချောက်ဖြစ်နေခဲ့ပြီးတော့စက်တမာလ20ရက်နေ့မှာတော့မြန်မာနိုင်ငံဘယ်ချန်းကကြားဖြန့်လုပ်ငန်းတွေစီကိုဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ရကြောင်းသိရပါတယ်အဲ့ဒီနောက်သူဟာ dating website တွေမှာ account တွေဖွင့်ပြီးတော့ငွေလိမ်ရတဲ့ကြားဖြန့်ဝန်ထမ်းအဖြစ်အတင်းအဓမ္မစေခန်းချင်းခံနေရပါတယ်အော်တိုဘားလ4ရက်နေ့မှာတော့မိသားစုက crossover နဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ပြောပါတယ်အစောပိုင်းတုန်းက ခရက်ဆိုဗာကိုဖမ်းဆီးထားတဲ့ကြားဖြန့်ဂိုင်းကအဲ့ဒီမိန်းကလေးကိုပြန်လွှတ်စေခြင်းရင်ဒေါ်လာ9သိန်းပေးရမယ်ဆိုပြီးတော့ပြန်ပေးဆွဲငွေတောင်းဆိုခဲ့တယ်လို့သိရပါဗျ။နောက်တော့ဒူးဆိုင်ဂိုင်းသားတွေကဖီရာတေးဆုံးသွားပြီးအလောင်းကိုမိသူကြိုလိုက်ကြောင်းမိသားစုတီကိုအသိပေးခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးဟာအသက်ခံရပြီးတော့ကိုရင်းအင်ကအစိပ်ပိုင်းတွေကိုမှောင်ခိုရောင်းချဖို့ထောက်ယူခံလိုက်ရတယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာခဲ့ပါတယ်။ဗီရာရဲ့တိတ်ဆုံးမှုဟာကိုရင်းအင်ကအစိပ်ပိုင်းမောင်းခိုရောင်းဝယ်မှုနဲ့ဆက်ဆက်နိုင်ကြောင်းသတင်းကိုရုရှားမီဒီယာတစ်ခုဖြစ်တဲ့ UN CNN ကစတင်ဖော်ပြခဲ့ပြီးတော့ဒီကြတော့အထီမပြုတ်နိုင်သေးပါဘူး။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ခိုင်းတွေဟာလူမောင်ခုံမှုအရမခိုင်းစေမှုပြန်ပေးမှုတွေကြောင့်နာမည်ဆိုးထွက်နေပေမယ့်ကိုအင်းကအစိပ်ပိုင်းမောင်ခုံရောင်းဝယ်မှုနဲ့ဆက်ဆက်နေတယ်ဆိုတာမျိုးကိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေကျွမ်းကျင်တဲ့သူတွေကကြဲကြံပြန့်ပြန့်ဆွဆွဲလာတာမျိုးတော့မရှိသေးပါဘူး။ Fira Hamings မြို့မှာနေထိုင်သူတအုပ်ဖြစ်ပြီး ထိုင်းမှာမော်ဒယ်အလုပ်တစ်ခုအတွက်ကမ်းလှမ်းမှုရရှိခဲ့ရာကနေကန်ဆိုးပြီးတော့ဒုက္ခကြုံသွားခဲ့တာလို့သတင်းတွေကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ